ကဲဆင်မတို့ adverbs of degree အဲ့တော့ဒီနေရာမှာဘာကိုအဓိကပြောမှာလဲဆိုလို့ရှိရင်ပမာဏကိုပြောမှာဟုတ်ပြီနော်ဒီ adjective တစ်လုံးရဲ့ဆင်မတို့ဒီပမာဏကိုပြောမှာဒီနေရာမှာဆင်မတို့ဒီ adverb ဒီဘယ်သူကိုအထူးပြုမှာလဲဆိုလို့ရှိရင် adjective ကိုအထူးပြုမှာဒါကြောင့်မို့ adverb ဆိုတာဒီ verb ကိုလည်းအထူးပြုတယ် adjective ကိုလည်းအထူးပြုတယ်ဆိုတော့သိရမယ် ။စပါပြီနော်။ကျမတို့ဒီဆိုရင်အရန်လို့ပြောမယ်အလွန်လို့ပြောမယ်။ဒါဆိုဘယ်လိုပြောမလဲ? very အရန်ဆိုရင်ဘယ်လိုပြောလဲ? too အာအရန်အရန်ပူလိုက်တာကွာဆိုရင် it's too hot. hot yeah it's very hot အဲ့လိုလည်းပြောရနော်။ဟုတ်လား။နောက်တစ်ခုအတော်အသင့်ဆိုရင် quite အဲ့မှာတိထားရမှာဒီဆံမရေ Q U I T E နဲ့ Q U I E T နဲ့ဘာကွာလဲကွာတယ် ကျူယူအိုင်တီအီဒီအဲ့ဒါဒီ adverb အတော်အသင့်လို့ပြောတာကျူယူအိုင်အီဒီကြတော့သူ့ကို adjective မြန်မာလိုတိတ်ဆိတ်သောလို့ပြောတာတူလားတူလားမတူဘူးနော်ဒါဒီ adjective ဒါဒီ adverb ကွဲပလေးစင်နော်စကလုံးဒီဟိုဘက်နဲ့ဒီဘက်နဲ့ပဲလွဲတာနော်ဒါကိုအတန်ထွက်ဒီဘလိုတန်ထွက်လဲ quite quite ဘလိုတန်ထွက်လဲ quiet ဒါလားဘလိုတန်ထွက်လဲ quiet ဒါဘလိုတန်ထွက်လဲ quiet နောက်တစ်ခုအရန်အရန် ဒါဆိုအရန်အရန် extremely အရန်အရန်ကောင်းလိုက်တာကွာဆို extremely good is extremely good ရအောင်နော် extremely ဆိုပါလဲအရန်အရန်သူဒီနော်ကျွန်မတို့အဒီဂရီရပြောလို့ဆိုရင်အရန်အရန်အရန်ဆိုပျော့ပျော့တာပေါ့ဒီဂရီအမြင့်ဆုံးပေါ့နော်နောက်တစ်ခု hardly ဟာလီဆိုတာဒီခုနကတော့ကျမ HRD ဟာကို adjective အနေနဲ့သုံးလို့ရှိရင်သူ့ကို adverb ပေါင်းရင်ကျမတို့ဒီ ly ပေါင်းလို့မရဘူးလို့ပြောတာဒါပေမဲ့ဒီနေရာမှာပေါင်းလို့ရတယ်ဘာကြောင့်လဲပမာဏကိုပြောလို့ရလို့ဒါပဲနော်ငါနင့်ကိုတိတ်မကြားရအောင်ဒါမျိုးဆိုလို့ရှိရင် I can hardly hear you ဒါမျိုး I can hardly hear you ဆို hardly ဆိုရင်တိတ်မကြားရအောင်နောက်တစ်ခါတော့ပြန်ပြောပါအောင် could you repeat that again ဒါမျိုးနော်နောက်တစ်ခု so ဆိုတာဘာလဲ အယံအယံဟောနင်အယံလာတာပဲကွာဘယ်လိုလဲ You are so beautiful Beautiful လို့မသုံးချင်ငါတို့ဘာသုံးလို့ရလဲ You are so hot Yes You are so spicy You are so hot ဆိုရင်ဘာပြောရလဲ Hot အယံပူတာနင်အယံပူတာပြောနင်အယံလာတာပဲမကြဘူးလားတို့ဆိုင်ဆိုင်ကလည်းအရှင်တွေ so so hot တယ်တို့ဘာလို့လဲဟုတ်တယ်မလားပူလာလားဟဲ့ ောက်မလေးကိုသွားထိလိုက်တာမိရတောက်လာတယ်သူကမဟုတ်ဘူးအဲ့ဒီကတောက်တော့ညာပြီနော်နောက်တစ်ခုကမလဲ completely ပြန်ပြောပါလဲ completely အဲ့ဒါဆိုရင်ကျွန်မတို့လုံးဝအပြီးလို့ပြောတာ completely လို့တော့နောက်တစ်ခုကလဲနည်း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 ဆိုပါတော့မလဲအပြီးနည်းနည်းဆိုပါတော့မလဲအပြီးဟုတ်နော် a little bit ဆိုရင်နည်းနည်းလို့ပြောတယ် a bit လို့လည်းသုံးတာလည်းရှိတယ်ကဲနံပါတ်1ပြော တို့အရန်ပဲရန်ပဲတို့အရန်ရန်ပဲနေမချမလည်းအရန်ပဲမှန်နေပြီအော်ရတာဟာလာအဲ့တော့ he is so tired very လာတော့လို့ရလားမရဘူးလားရတယ်ဒါဆိုရင်ပမာဏကိုပြောမယ်အရန်မဟုတ်နည်းနည်းပဲဆိုရင်ဘယ်လိုပြောမလဲ he is a bit tired တော့ပေါ့လားပမာဏပြောသွားပြီနော်ပြင်မနာတော့ပြင်မနာပဲနည်းတာများတာကွာလားမကွာဘူးလားကွာတယ်နော်အခု မတော့ကျွန်တော်လုံးဝပြီးသွားပြီအာကျွန်တော်လုံးဝပြီးသွားပြီဆိုတာဒီကျွန်မအင်စာပေးလိုက်တယ်တာပြီးသွားပြီဟောနော်ဒါမှမဟုတ်ရှင်လဲဟိုဆ iam မကနေပြီးတော့ဟိုစာရေးခိုင်းထားတယ်ကျွန်တော်လုံးဝပြီးသွားပြီဒါဆိုရင်ပြော I am completely C O M P L E T E L Y completely done I'm completely done ဆိုရင်ကျွန်တော်လုံးဝပြီးသွားပြီလို့ပြောတာ။တော်ပါပါတယ်နော် နောက်တစ်ခုဒီရုပ်ရှင်ကနည်းနည်းပြင်ဖို့ကောင်းတယ် This movie This movie is a bit boring တုံးတယ်မလားပြင်ဖို့ကောင်းတယ်နည်းနည်းပဲပြင်ဖို့ကောင်းတယ်ကြည့်လို့တော့အဆင်ပြေတယ် Quite boring ရပြီနော် Quite boring လည်းရတယ်လေဟုတ်လား a bit ဆိုတာဒီနည်းနည်းအတော်အသင့်ဆိုရင် Quite ကြိုက်တဲ့လောက်တုံးဒါဒီကိုယ့်ရဲ့ပမာဏကိုယ့်ရဲ့ဒီ video ပေါ်ဒီရုပ်ရှင်ပေါ်ထားတယ်အဲကိုယ့်ရဲ့စိတ်ခံစားချက်ပေါ့တရားနဲ့တရားနဲ့တော့ဘယ်တူပါ့မလဲ 老板们呢？